ဟယ်လိုမတ်တန်ကြီးဟဲဟဲဟေးကိုသိမ်းမအောင်နေကောင်းလားဘာသတင်းတွေထူးသေးလဲအရက်ရှင်းမျက်နှာတစ်ခွင်လုံးမင်းအောင်နိုင်ရဲ့တက်တူရှုံနေတယ်ဆိုတာထူးဆန်းတဲ့သတင်းတွေမှမဟုတ်တော့တာမထူးပါဘူးမတ်တန်ကြီးဟဲဟဲနောက်ပြီးတော့အကူအညီတစ်ခုတောင်းရင်လို့ဘာလဲပတ်စံချီးမလို့လားဟေးတည်သားပဲပတ်စံချီးဖို့ဆိုရင်မတ်တန်စီမလားနဲ့တော့ SDB လုံရှိနေပြီတော့ဟမ် SDB အဖွဲ့သားတွေကိုနဗန်းသွားလုံရမှာလား အဲဝေးပြန်ပြီအခု SDB ကပတ်စံထုတ်ချီးနေတဲ့အစီအစဉ်စနေပြီလေဟာ SDB ဆိုတာကျွန်တော်တို့ရဲ့လွတ်လပ်ဧကန်ຫນွေဥပံမို့လားຫນွေဥပံကပတ်စံချီးနေပြီလားတိတ်ဟုတ်တာပေါ့ကိုသိမ်းပါရဲ့ဘလို့လူတွေကိုချီးတာလဲဗျဟိုတခါ SDB မှာရင်းနှီးမြုပ်နှံဖို့တုံကင်တွေရောင်းခဲ့တာသိတယ်မလားအဲ့ဒီတုံကင်ပန်းရှင်တွေကိုချီးမတော့ဟာပွာလာပဲဘလောက်ထိချီးမလဲ အနည်းဆုံး US ဒေါ်လာ100ကနေအများဆုံးဒေါ်လာ3သိန်းအထိချေးမာတဲ့တော့နေပြပြဒေါ်လာ3သိန်းဆိုဘူဟာရီတောင်ဝယ်လို့ရပြီဘူဟာရီဆိုတာဘာတွေတုံးကားတွေကွန်ဒိုတွေကိုပြောတာပါဆက်ရှင်းပြရရင်လုံးလုံးစင်မှာအနည်းဆုံးဒေါ်လာ1000ဘူးတုံကင်ဝယ်ထားတဲ့သူတွေဟာဒေါ်လာ100ဘူး unlock ဖြစ်နေပြီအဲ့ဒီ unlock ဖြစ်နေတဲ့ဒေါ်လာ100တွေက 50ရာခိုင်နှုန်းကိုစပြီးချီးလို့ရနေပြီ။ချင်းွေပမာဏရဲ့100ရာခိုင်နှုန်းကိုပဲ admin fee အဖြစ်ပေးဆောင်ရမယ်ဆိုတော့ဒေါ်လာ100ချီးစီရင် admin fee ကဒေါ်လာပဲကျမှာပေါ့။အင်းဒေါ်လာပေးပြီးဒေါ်လာ100တောင်ရမှာဆိုတော့တန်ပြီပေါ့။တိတ်တန်တာပေါ့။နောက်ပြီးတော့အတိုးနှုန်းကလည်းတစ်နှစ်လုံးမှ70ရာခိုင်နှုန်းပဲဆိုတော့ဒေါ်လာ100ချီးရင်တစ်နှစ်လုံးမှ70ဒေါ်လာပဲအတိုးကျမှာ။ဒီရင်ဘန်ဒိုးတွေချက်တောင်တက်တာတယ်လို့ပြောရမယ်။ နောက်ပြီးတခြားဂါရတာတွေပြုတ်ရတာတွေလည်း STB လုံးမမရှိဘူးလေ Nice ဘာ哦ချင်းငွေဆိုတာအပေါင်ထားမှရတာမလားဘာတွေပေါင်ရသေးတာတော့အင်္ဂရန်ပေါင်ရမှာလားဘလီဘာအင်္ဂရန်မှာပေါင်ရမလို့ပါဘူးတော့တုံကင်တွေဝယ်ထားသူတွေကိုပဲချီးတာမို့တုံကင်တွေကိုအပေါင်အဖြစ်ထားရုံပါပဲငွေချီးထားရင်ဘန်ဘက်ကတုံကင်တွေကိုလော့ချတင်ထားမယ်ချင်းငွေတွေပြန်ဆက်ပြီးဆိုရင်တော့ပုံမှန်အတိုင်း ုံကင်တွေကိုရောင်းလို့ဝယ်လို့ပြန်ရမှာပါတော့อืมပြန်မဆက်တော့ရင်ဟောဗျာလေဒီကိုသိမ့်မောင်လို့ပြန်မဆက်နိုင်တော့တဲ့သူတွေအတွက်တော့စိတ်မကောင်းစွာနဲ့ပဲချီးထားတဲ့ပမာဏရှိတဲ့ချင်းငွေတုံကင်တွေကိုဗန်ဘက်ကပြန်ရောင်းပြီးတော့ပြန်ယူသွားမှာပေါ့တော့ရေးကြည့်တာကတော့ချင်းငွေကိုဘယ်လိုနှီးနဲ့ချီးရမလဲဗျာချီးရင်လှပြီချီးကျင်လှပြီအာတော့လွယ်ပါတယ်တော့လူဘန် application ရဲ့ service တွေထဲမှာ collateral loan ဆိုတဲ့ icon လေးပါတယ်လေ ဲ့ဒီကနေချင်းငွေလျှောက်ထားဖို့ apply လုံးကိုနှိပ်ပြီးတဆင့်ရင်းသွားရုံပါပဲမှတ်ထားတဲ့အချက်လက်တွေပြည့်စုံပြီဆိုရင်ချင်းငွေလျှောက်ထားတာပြီးသွားပါပြီချက်လက်စုံရင်စုံသလိုအမြန်ဆုံးချင်းငွေဝင်လာမှာဖြစ်ပြီးတော့ချင်းငွေအသေးစိတ်ကိုလည်းအဲ့ဒီ application ထဲမှာပဲပြပေးထားအောင်ပါပါကိုကပြန်ဆက်လိုပြီးဆိုတဲ့အခါကျရင် application နဲ့ကိုပြန်သွားပေးလုံးကိုနှိပ်အဆင့်ဆင့်လုံဆောင်သွားရုံပါပဲလွယ်လွယ်လေးပါ ။ဩဒီလောက်လွယ်မှာတော့ချီးပြီပေါ့ဗျာ။ဒေါ်လာတသိန်းလောက်ကိုချီးပြီဟုတ်မလား။နေပေါင်းချင်းငွေကဘလူလူတွေကိုချီးတာလဲ။ကျွန်တော်တို့လူတော်လန်ရေးကိုတက်တက်ကြွကြွရှည်ဆုံးကပြေးအဲအဲလေရှည်ဆုံးက ပါဝင်နေတဲ့သူတွေကိုချီတာလားဟေးတော်လန်ရင်းမှာရှည်ဆုံးကပါနေတဲ့ SDB တုံကင်ပိုင်ရှင်တွေကိုချီတာတော့ချီတာဟမ်ကျွန်တော် SDB တုံကင်မပိုင်ဘူးလေ ဒါဆိုရင်တော့အပိုင်းတင်ပါရင်ဇက်သိမ့်သွားပါပြီကိုသိမ့်မောင်ကြီး